Facebook ကနေဝင်ငွေရှာခြင်းနဲ့ဘယ်လိုဆက်လုပ်အောင်လဲမသိပြပြပါ Content monetization အမြန်ပွင့်အောင်ဘယ်လိုလုပ်ရမလဲပေးရောက်အကောင့်ဘယ်လိုချိန်ရမလဲဆိုတော့ဒီမေးခွန်းလေးတွေမမေးခင်တော့ကကျွန်တော် content monetization နဲ့ပတ်သက်ပြီးတော့ knowledge sharing video တပုံးတင်ဖို့လုပ်နေတာပါဆိုတော့အခုကမေးရလို့အရင်များလာတယ်ထုံးစံတိုင်းတောင်းဆိုရလို့များလာတဲ့အတွက်ကျွန်တော်နေထုတ်လိုက်ရပါလိမ့်မယ်ဟုတ်ပါ ဆိုတော့ကျွန်တော်တို့အပရမောင်းဆုံးမိထားတဲ့မိကုံးလေးအတိုင်း Facebook ကနေပြီးတော့ဝင်ငွေရှာခြင်းတဲ့သူတွေအတွက်ကျွန်တော်နည်းနည်းလေးရှင်းပြပေးပါမယ်။တွန်းကလည်းဝင်ငွေရှာရမယ်ဆိုလို့ရှိရင် page ကလည်းရှာလို့ရသလိုကျွန်တော်တို့အခုနောက်ပိုင်းမှာ profile page ကို professional dashboard online ပြီးတော့ profile account ကနေလည်းရှာလို့ရပါတယ်။ဆိုတော့ကောင်းတာကတော့ page ကနေရှာတာအကောင်းဆုံးပါ။ဆိုတော့ page ကနေရှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ page ကအနည်းဆုံး follower လေးတော့အသင့်တင်ရှိကြဖို့လိုတယ်။ Instagram ADS တုန်းကလိုအပ်တဲ့ requirement ကိုပြောရရင် follower ကအနည်းဆုံး 5k လောက်တော့ရှိကြတဲ့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ကဒီ minute view ပေါ့လေဆိုတော့ရက်60အတွင်းမှာ minute view 6000ရှိထားဖို့ total view လို့ပြောတာပေါ့နော် total view 6000ရှိထားဖို့လိုအပ်ပါတယ်ဒီချက်တွေကတော့ကျွန်တော်တို့အရင်တုန်းက monetization tool ဖြစ်တဲ့ RSA Instream ADS မှာလိုအပ်တဲ့အချက်တွေပေါ့လေအခုနောက်ပိုင်းက content monetization ပွင့်ဖို့က follower အတိအကျကြီးမဟုတ်တော့ဘဲနဲ့ကိုယ့်ရဲ့ page performance ပြီးတော့ view တွေ content တွေရပေါက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ content monetization ကပွင့်တာမြန်ပါတယ်ဆိုတော့နောက်တစ်ချက်ရည်ကြီးဆုံးကကြတော့ကျွန်တော်တို့ page မှာရှိနေတဲ့ admin ကမြန်မာလို့မြန်မာ location က admin နေဖြစ်လို့မရပါဘူးဆိုအဲ့ဒီ content monetization ပွင့်ဖို့ကကြတော့ကျွန်တော်တို့ကဒီ submit form လေး form လေးကို ဒီကျွန်တော်အခုဗီဒီယိုတွေပြထားတဲ့ Summit Fund လေးကိုနှိပ်ထားဖို့တော့လိုပါတယ်။ဒါကပြောပြောလေဆိုလို့ရှိရင် Content Monetization Program ကိုစိတ်ဝင်စားပါတယ်ဆိုပြီးရောကျွန်တော်တို့က Summit Facebook ကို Fundly တင်ထားတာပဲဖြစ်ပါတယ်။ဆိုတော့ဒီလိုတင်ထားမှပဲလေအမြန်ပွင့်တာပါ။ဆိုတော့တချို့ပေတွေမှာတော့ performance အရင်ကောင်းတယ်ပြီး content တွေပေါက်တယ်ဆိုလို့ရှိရင်တော့ဒီ form တင်မင်းတွေကို content monetization က auto invite တာခံရပါလိမ့်မယ်။ဆိုတော့အဲ့လိုမျိုးဆိုရင်တော့ပိုကောင်းတာပေါ့လေ။ဆိုတော့အဲ့လိုဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်ဆင့်အနေနဲ့ကကြတော့ ပေးအောင် admin နဲ့ချိန်ရပါတော့မယ်ပေးအောင် admin အကောင့်ချိန်ဖို့လိုရလာပြီဆိုတော့အဲ့လိုလိုရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမြန်မာ location မှာရှိနေတဲ့ pay admin နေနဲ့လုံးဝချိန်လို့မရပါဘူးဆိုတော့ကျွန်တော်တို့ကအဲ့လိုမျိုးလိုရလာပြီဆိုလို့ရှိရင်နိုင်ငံခြားမှာရှိနေတဲ့ admin တယောက်ကို pay အကောင့်ချိတ်ဖို့လိုအပ်ပါတယ်ဒါကတော့တော်တော်များများက service အကြရတယ်ပေါ့လေဆိုတော့အကြောင်း monetization service ဆိုတာလည်းဖြစ်လာတာပေါ့ဆိုတော့အဲ့လိုချိတ်လိုက်ပြီဆိုလို့ရှိရင်ကိုတင်တဲ့ဒီ content တွေ view block များလဲ reach block များလဲပေါ့မူတည်ပြီးတော့ဝင်ဝင်ရတာပါဆိုတ ဆိုတော့နောက်မေးခွန်းတစ်ခုက content monetization အမြန်ပွင့်အောင်ဘယ်လိုလုပ်မလဲဆိုတော့ content monetization အမြန်ပွင့်အောင်ကျွန်တော်ရှိမှဖြည့်ခဲ့တယ်လို့ပဲ summit form လေးတင်ထားမယ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တွေ့ကြုံရပြောရလို့ရှိရင်မြန်မာပြည်မှာကိုယ့်ရဲ့ page ကရှိနေတယ်ဆိုလို့ရှိရင် page ရဲ့ primary location ကိုအာနိုင်ငံခြား location ဖြစ်အောင်အရင်လုပ်ပါပေါ့ကျွန်တော်ဘယ်လိုလုပ်ခဲ့လဲဆိုလို့ရှိရင်အာကျွန်တော် client တရားမြန်မာပြည်ကနေပြီးတော့ဒီသူ့ရဲ့ page က follower လည်းအများကြီးရတယ်။ video တင်လိုက်လည်း view ရများတယ်။ဆိုတော့ကျွန်တော်ကို content monetization တော့ monetization service တော့လာအပ်တယ်အဲ့တော့ကျွန်တော် IP မှာဒီကျွန်တော်က admin ဖြစ်နေပြီးလိုက်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကျွန်တော်လက်ရှိဘဏ်ကောက်မှာနေတာဖြစ်တဲ့အတွက် admin ဖြစ်နေပြီးလိုက်တဲ့အတွက်နိုင်ငံခြား admin တယောက်ဝင်သွားပြီဒါမှပဲကျွန်တော်တို့ content monetization tool ကအမြန် invite လောက်တာခံရပါလိမ့်မယ် နောက်တစ်ချက်ကမြန်မာပြည်မှာရှိနေတဲ့ Pay Armenia ရဲ့ location ကို VPN ချိန်တဲ့ကြာလို့ရှိရင် Pay out ထိုင်မဲ့ Armenia ရဲ့ location နဲ့တူအောင်ထားတာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်။ဒါမှပဲကျွန်တော်တို့ဒီ page က primary location ကလည်းနိုင်ငံခြားဖြစ်နေတယ်။ပြီးွားရင် Pay မှာရှိနေတဲ့ Armenia ရဲ့ location ကလည်းနိုင်ငံခြားဖြစ်တယ်ဆိုလို့ရှိရင် content monetization အမြန်ပွင့်ပါတယ်။ Okay နောက်တစ်ခုကကြတော့ Pay out ကဘယ်လိုချိန်မလဲ။ Pay out ကချိန်တဲ့ကြာလို့ရှိရင်ကျွန်တော်တို့ကဒီနိုင်ငံခြား Armenia account ရဲ့ information တွေပြီးရောလို့ရှင် သူ့ရဲ့ချိတ်မဲ့ ban ရဲ့ information တွေနှစ်ခုလုံးကတူတူပဲဖြစ်နေဖို့လိုပါတယ်မတူဘူးဆိုလို့ရှင်ဒီ payout registry ဖြစ်တာတွေကျောင်းပါလိမ့်မယ်ဆိုတော့ payout registry ဖြစ်တာ ਨੇ ပြသပြီးရောကျွန်တော်ဒီညမှာနည်းနည်းလေးသတိပေးခြင်း ਨੇ ပေါ့လေဆိုတော့ကိုယ့်ရဲ့ page က corner monetization စပြီးရောအခုမှပွင့်လာတယ်တချို့ကမသိဘူး setup တွေတမ်းပြီးနှိပ်လိုက်တယ်ကိုယ့်ရဲ့မြန်မာပြည်ရဲ့အကောင့်ကြီးနေပဲတမ်းပြီးချိတ်ပလိုက်တယ်အဲ့တော့တကယ်တကယ်ဒီနိုင်ငံခြားက payout admin account နဲ့ချိတ်တဲ့ခါကြလို့ရှင် ပြဿနာအများကြီး ဖြစ်နိုင်ပါတယ်ဆိုတော့အဲ့ error တော်တော်လေးဖြေရှင်းရခက်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့အပိမှာ content monetization ဆိုတဲ့အပြည့်အဝခလုတ်လေးပွင့်လာပြီဆိုလို့ရှိရင်တန်းပြီးတော့ set up မလုပ်ပါနဲ့ကျွန်တော်တို့လိုစာပစ်ပေးနေတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အသည့်တွေကိုတည်တည်ကြကြမေးမြန်းပြီးတော့တရားသိတော့မှသာ set up လုပ်ပါဆိုတော့မေးခွန်းတွေတော့ဖြေခဲ့ပြီပေါ့လေဒီနေရာမှာကျွန်တော်ဖြည့်ဆွတ်ပြီးရောပြောချင်တာကကြတော့ content monetization စပွင့်ပြီးပေးရောက်လဲချိန်ပြီးသွားပြီဆိုလို့ရှိရင် content နေတင်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့က quality ရှိတဲ့ content တွေတင်ဖို့လိုပါတယ်။ပြီးရခါကျတော့ကျွန်တော်တို့က copy ကူးပြီးတော့တင်တာမျိုးတွေလုပ်လို့မရပါဘူး။ပြီးတော့ရင် video တွေတင်တဲ့ခါမှာလည်းအနည်းဆုံး10မိနစ်နဲ့အထက် video လေးတွေတော့တင်နေပါတယ်။အနောက်တစ်ချက်ကကြတော့ content monetization မြ мян ပွင့်အောင်ဆိုပြီးရောကျွန်တော်တို့ fade light တွေ digital light တွေ clip တွေလောက်တာတွေကိုရှောင်ဖို့လိုပါတယ်ဆိုတော့ဒါတွေကကျွန်တော်တို့က Facebook AI ရာ သိပါတယ်ဘာလို့လဲဆိုတော့ချက်ချင်းကြီးနေချင်းချင်းကြီးကို follower ရဲ့ဘယုံကနန်းတက်လာတာကြီးကအတိအပြည့်မရှိဘူးလေဆိုတော့အဲ့လိုမျိုးလှုပ်ချင်းက content monetization တော့အထောက်ကူမဖြစ်ပါဘူးပို့ပြီးတော့ round ကြန့်ချစေပါတယ်ဆိုတော့ဒါလေးရရှောင်ဖို့လိုပါမယ် okay ဒီ video တွေတော့လောက်ပါပဲဆိုတော့နောက်ထပ် video မှာ payout account ဘယ်လိုချိန်မလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်အသေးစိတ်မျှော်ပြပါမယ်လက်ရှိလည်းကျွန်တော်စီမှာဒီ content monetization နဲ့ပတ်သက်ပြီးတော့ကျွန်တော် payout account ထိုင်ပေးတဲ့ page တွေရှိပါတယ်ဆိုတော့ ဒီလိုမျိုးပဲကိုယ့်ရဲ့အကောင့်ကိုကမြန်မာပြည်မှာဖြစ်နေတယ်နိုင်ငံခြားကအမေကိုပြီးအောင်အကောင့်ချိတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီမှာဆပ်ပစ်ပေးပါတယ်ဆိုတော့အသေးစိတ်ကိုတော့ကျွန်တော် page တော့မှာစုံစမ်းမေးမြန်းနိုင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်